28အောက်တိုဘာ2025တရင်ကောင်းနားထောင်ရှင်းနေပြီမလားနေတော့မြင့်မြတ်နေနေဝင်ပြည်သူလူရဲ့ဒဏ်ခတ်မှုကိုစတင်ခံစားနေရပြီပြည်သူကတပိတ်မှောက်မယ်လို့ကြွေးကြော်လိုက်ပြီးမှာသူတို့ ਨੇ စာချုပ်ချုပ်ထားတဲ့ကုန်ပစ္စည်းကြော်ညာကုမ္ပဏီတွေစာချုပ်တွေဖျက်သိမ်းနေကြပြီ စာချုပ်တွေဖြတ်သိမ်းတာတစ်ခုနှစ်ခုလည်းမဟုတ်ဘူးကုမ္ပဏီတွေအများအပြား ဖြတ်သိမ်းနေကြပြီဒါပြင်မှာစီရီယန်တွေကိုလည်းစော်ကားတဲ့ကျောင်းစီယာမချူးလေးနဲ့မိမိမူစကားတန်လေးနားထောင်ကြည့်ကြရအောင်မယ်နောက်တစ်ခုကဘော်ခတ်တတော်အေယာစစ်တွေအနီးကဘာစနဲ့နှမိုင်ကွာ တီရာယူမွန်စီက drone တွေတိမ့်ပိုက်ရမ်းမိတယ်ဆိုတဲ့သတင်းတွေကို Mobile Alagi Review Channel မှာကျွန်တော်ပြောမယ်ဒီဘက်မှာတော့မနေ့ကအဆက်တပိမ့်မောက်ကြာတပိမ့်မောက်ကြာသူများတွေကတော့ social pushman တွေ white ကောက်တွေမပြောဘူးတပိမ့်မောက်လို့ပဲပြောမယ်တပိမ့်မောက်တယ်ဆိုတာလုံးဝမဆက်ဆံတာပါပဲအဲ့တော့ပြည်သူလူထုကိုတပိမ့်မောက်ရင် ပြည်သူလူထုကသပိတ်မောက်ရင်ဘယ်ကောင်းမှမခံနိုင်ဘူးတတိုင်းပြည်လုံးပြည်သူတရလုံးကညီညီညာညာသပိတ်မောက်ရင်ဘယ်ကောင်းမှခွေးကတက်မှာတော့နေရာမရနိုင်ဘူးနေတိုးတို့ညံ့ညက်တို့အောင်ချမ်းတို့အောင်ချမ်းပါလေအေချမ်းအောင်တို့နော်ချူလေးတို့မင်းမိမို့လို့မပြောနဲ့မင်းအောင်လိုင်းလို့ကောင်မျိုးစစ်အုပ်စုစုလုံးတော်ပြည်သူကစန့်ကျင်ပြီးဟိတ်ဆိုရင် အခုထိညာဘက်အိပ်ပျော်နေတယ်လို့ထင်လို့လားအဲ့တော့ဒီနေရာမှာတပိတ်ဘလို့မှောက်ရမှာလဲဘယ်ကဲ့သို့တပိတ်မှောက်ရမှာလဲဆိုတဲ့ကိစ္စတွေကိုမနေ့မနေ့ကကျွန်တော်ပြောပြီးပြီနော်ဒီနေ့ထပ်ခါထပ်ပြောမယ်နိုင်ငံကြီးတော်လှန်ရေးစကလုံးနေနဲ့ပဲပြောမယ်တိတိကျကျပြောမယ်တိကျတဲ့တိုက်ပွဲခေါ်တန်ကျွန်တော်တို့ပြီးပါမယ်လူမွေးပြစ်ဒဏ်တို့ဝိုက်ကောက်တို့ဆိုတဲ့ CS ဆိုလို့ခပ်ပြော့ပြော့အတုံးတုံးနေမတုံးဘူးခက်ရှင်းရှင်းတစ်ခုပြောရမယ်ဖက်စစ်တပ်တစ်ခုလုံးနဲ့ဆက်ဆက်ပတ်သက်သူအားလုံးကိုညီတို့ကိုမဆိုပြည်သူလူလူကတပိတ်မှောက်ကြရမှာဖြစ်ပါတယ်တပိတ်ဘယ်လိုမှောက်မှာလဲမိမိရဲ့နေထိုင်တဲ့အလုံးလောက်ကိုင်းတဲ့နေရာဒေသဝင်းချင်လိုက်မိမိရဲ့ပတ်ဝန်းကျင်ကနေစပြီးပြည်သူတူးချင်းဟာမတရားအာဏာသိမ်းတဲ့ဖက်စစ်တပ်ရဲ့ ပတ်သက်ဆက်ဆက်တဲ့ကုန်ပစ္စည်းတွေကိုလုံးဝဝယ်မသုံးတာတွေနိုင်ငံတော်ပုံကမှုကိုကျူးလွန်လာတဲ့ဗစ်စတဲ့ရဲ့ဝါရဖြန့်ချီနေမှာပါဝင်တဲ့တယုတ်ဆောင်တွေရှုပ်တံတွေလုံးဝမကြည့်တာတွေဒီတယုတ်ဆောင်တွေကြော်ကြတဲ့ပစ္စည်းတွေကိုလုံးဝဝယ်မသုံးတာတွေတူးချင်းကစစတဲ့တပိမောက်ကြပါမိတပိမောက်ထားကြောင်းမိသူကမအတိပေးစရာမလိုပါဘူးတိတ်တိတ်ဆိတ်ဆိတ်ပဲတော်လိုက်ရေးမှာ ခမားတို့ပါဝင်ပေးပါတတိုင်းပြည်လုံးပါဝင်ပေးပါလင်းနေလီအောင်မြင်းဆောင်မချံတပိတ်မောက်ပေးပါဒီလိုတပိတ်မောက်တဲ့နေရာမှာပြည်တွင်းကပြည်သူလူထုကြီးပြားလို့မဟုတ်ပါဘူးထိုင်းမလေးရှားစင်ကာပူအမေရိကန် USA နော်ဝေးအစရှိတဲ့နိုင်ငံတကာကပြည်သူတရက်လုံးကတပိတ်မောက်ပေးပါတပိတ်မောက်ကြောင်းပြောလို့ပြလို့ရှားတယ်ဆိုရင်အင်တာနက်စာမျက်နှာတွေမှာပြောကြပါပြကြပါ နိုင်ငံတကာရောက်နေတဲ့မြန်မာတွေကပေါ့ဗီရင်းကလုံခြုံရေးအခြေအနေကြောင့်မိမိလုံခြုံရေးကြောင့်မပြောပြနိုင်တဲ့သူတွေကတိတ်တဆိတ်ဒေါ်လာပေးပါတိုင်းပြည်နယ်လူလူကိုဝင်ချတောင်းပန်မှုမလုံးမချင်းလုံးဝသပိတ်မလန်ပါနဲ့အခုဆိုရွှေဝါရောင်တော်လန်ကြီးတုံးကဂျဟန်တန်ဃာတွေမှောက်ထားတဲ့သပိတ်တန်ဃာသပိတ်ကြီးဟာခုထိမလန်ရသေးပါဘူးစေအုပ်စုဟာတန်ဃာဒုနဲ့ပြည်သူလူလူကိုလုံးဝမတောင်းပန်သေးပါဘူး အဲ့တော့တပိမောက်မှုတွေကိုစတင်ပြီလို့ကြွေးကြော်လိုက်ပြီးမှနေတို့မြင့်မြတ်နေဝင်းတို့ရဲ့အကြောင်းညာရှိုက်ကူးဖို့စီစဉ်ထားတဲ့ကုန်ပစ္စည်းကုမ္ပဏီတွေကြော်ညာတွေဖြတ်သိမ်းနေပါတယ်စာချုပ်တွေတရဆက်ဖြတ်သိမ်းနေပါပြီပြည်သူကဝေဖန်နေပြင်းထန်စွာဝေဖန်နေပြည်သူလူတွေရဲ့ယုံကြည်ချက်ကိုထိပါတယ်ပြည်သူလူတို့ကတပိမောက်ပြီးဒီကောင်တွေကြော်ညာတဲ့ပစ္စည်းတွေကိုလုံးဝမဝယ်ဘူးလို့ကြွေးကြော်တဲ့အပြီးမှာ ကုမ္ပဏီတွေဟာသူတို့ပုံရိပ်ပျက်စီးမှာသူတို့ကုမ္ပဏီစီးတွေကိုပြည်သူလူထုကမဝယ်ယူတော့မှာသူတို့အမှတ်တစိတ်တွေကိုနာမည်ပြတ်မှာစိုးရိမ်နေဆိုတဲ့အကြောင်းပြချက်နဲ့နေတို့မြင့်မြတ်နေဝင်းတို့ကိုအတီးကစာချုပ်တွေဖျက်သိမ်းနေတယ်လို့ကျွန်တော်တို့သိထားရပါတယ်။ဒါအပြင်မှာထိုင်းနိုင်ငံမှာလေးပြူနဲ့ Iron Cross သချင်းလာဆုံးပဲဘတ်690 ဒါကိုလေလုံးဝမကြည့်ရှုကြပဲထိုင်းနိုင်ငံတနိုင်ငံလုံးထိုင်းနိုင်ငံရောက်မြန်မာပြည်လုံးဝမကြည့်ရှုပဲတပိတ်မှောက်ကြဖို့စတင်နေပါပြီဒါနဲ့တက်တူနေဝင်းတရုတ်ဆောင်လာတဲ့ဘျောတန်ရုပ်ရှင်ကိုလုံးဝမကြည့်ပဲတပိတ်မှောက်ကြနေတဲ့အပြင်ကိုအဲ့ဒီဘျောတန်ရုပ်ရှင်ကိုကြော်ညာပေးတဲ့ကျော်တက်ထွေးလာပြီနာမည်ကိုတက်လို့တစ်တော့စိန်လီပေါ့ဗျာ ဒီလိုလူတွေကိုပါထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတွေလုပ်ငန်းတွေကမပတ်သက်မဆက်ဆံတော့ဘူးဆိုပြီးစာရီထုတ်ပြန်တဲ့သပိတ်မှောက်မှုတွေစတင်နေပါတယ်။ကဲတိုက်ပွဲကတော့စပြီ။မြန်မာပြည်တွင်းနဲ့ထိုင်းနိုင်ငံကစတင်လိုက်ပြီးဖြစ်တဲ့စေအုပ်စုတောက်တိုင်များနဲ့ဝါရဖြန့်တယုတ်ဆောင်တွေကိုသပိတ်မှောက်မှုစတင်ပြီးတကလာစီရီယန်တွေဟာတသက်ပလုံး ဂုံတိတ်ခါအတွက်လွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့တော်လန်သူရဲကောင်းများအဖြစ်တတိုက်ပြည်လုံးကဂုံရှူဂုံပြုတ်ထားပြီးသားဖြစ်ပါတယ်ဒီဝါရဖြန့်ရုပ်ရှင်ကားမှာတော့ချူးလေးနဲ့မိမိမို့ကဆီယာမရောင်ဆောင်ပြီးတော့နင်တို့ကကြောင်းတက်နေတာလားဒါစိတ်ရိုင်လို့ခဏလောက်တာပါအစင်မပြေရပါဘူးသူတို့လဲဆိုပြီးစီရီယန်တွေရဲ့ဂုံတိတ်ခါကိုထိပါတဲ့စကားရက်ကိုကျွန်တော်တို့ချားလိုက်ရမှာပါ ော်ဒီလိုညောင်းမှာမေးအောင်ဒီလိုလေတော့ကြောက်ကြောင်းသွားနေလားကြောင်းထွက်ကြထွက်เสียလားဟဲ့ငါတို့ရာခလေးတွေကိုစာတင်ပေးခြင်းလုံးလို့ဆရာမဖြစ်အောင်ကြိုးစားလာခဲ့ကြရေစာတင်မောကငါတို့အလုပ်ပဲဒါနဲ့ဆရာမတို့ကြောင်းမှာရောကျောင်းထွက်သွားတဲ့ဆရာဆရာမရှိကြဘူးလားအင်းရှိတာပေါ့ ိုင်မဲ့အဆင်မပြေကြဘူးလေ။အချောင်းဆရာမဆိုရဲစိတ်နဲ့ကိုတပည့်ကိုချောင်းဆိုရဲစိတ်နဲ့ပဲအချောင်းကိုပြန်ရောက်လာကြတာ။ဘုံဝင်လင်းလင်းပြောရရင်အပြောင်းလဲခဏတာမှစိတ်ရိုင်းသွားတဲ့သဘောမျိုးပေါ့။ဆရာမပြောသလိုပါပဲ။ခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါ။ပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲ ပြီးတော့စားဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါဒီလိုပြောနေပေမဲ့လည်းနန်းစီဒီယန်ဖြစ်ကြောင်းတက်ပြီးစေအောင်စုရဲ့အောက်မှာစစ်ပနကိုရှာနေရပ်ပါတယ်ဆိုတဲ့ကြောင်းဆရာမတဦးရဲ့တည်င်းကတော့အင်မတန်စိတ်ပြတ်စရာကောင်းလာပါတယ်ပြင်းဦးလေးမျိုးနဲ့ရက်ွက်ကြီးသုံးအမှတ်လေးအခြေခံပညာအလဲရန်ချောင်း ဒီမှာနမ်စီရီယန်ဆရာမဆိုဆိုထွန်းနထိုးဤမျိုးနဲ့ကနေထွက်ပြေးလာတဲ့ဆရာမကြံ့ခံရေးကိုထောက်ခံသူဆိုတဲ့ဆရာမတယောက်ဟာသူရတဲ့လက်ကနေမလောက်တာကြောင့်မြို့တိနှစ်ရက်ကွာမှာရှိတဲ့ကွဲပဲအလေတန်းပြနမ်စီရီယန်ဆရာမဆိုဆိုထွန်းကလေး အတော်ဖြစ်သူအငိမ့်သားဆီယာမဒေါခင်မြင့်ဆိုးအသက်84နှစ်ရွယ်အဖွားကြီးစီကတူနဲ့ခေါင်းကိုထုတ်တက်ပြီးရွှေတွေပစ္စည်းနဲ့ကြက်သိန်းတရာယူဆောင်ထွက်ပြေးသွားပါတယ်။ဒါပေမဲ့စစ်တပ်ကပြန်ဖမ်းလိုက်ပါတယ်။နန်းစီရီယန်လှုပ်လို့နေလို့အဆင်ပြေနေတာလား။သမင်းတလုံးစားဖို့ပဲရှင်တန်နေကြတာလား။ဂုံတိတ်ခါနဲ့မြုံလိချက် လွတ်လပ်မှုလုံခြုံမှုငြိမ်းချမ်းမှုအနာဂတ်နိုင်ငံသစ်အတွက်စင်ဂျင်းတို့ရမဲ့တဲ့ကျောင်းဆရာမှဆိုသူတွေဟာစာတင်ကြားပေးတဲ့တပည့်တွေကိုဘာတွေများတင်ကြားပေးနိုင်ပါလဲလက်ရှိဖက်စစ်တပ်ရန်နရာထဲမှာလေဘက်ခံကျောင်းဆရာမတွေတစ်တော့မှာဖင်တလုံးလုံးယင်တလုံးလုံးနဲ့ကနေတာကိုတွေ့ရပြီး တို့တင် जा ပေးတဲ့တပည့်တွေကြောင်းတက်နေကြတဲ့အဖြူအစိမ့်နဲ့ဝိုင်းဝန်းထိုးချိတ်တာတွေအမျိုးသမီးကြောင်းသူတွေဆိုရင်ပားရိုက်ပြီးတော့ပြဿနာရှာတာတွေပြိနေအနိုင်ချင်းမှုတွေလက်ရှိစာတင်ကြောင်းတွေမှာဖြစ်နေတယ်။ဒါပြင်မှာဒီနန်းစီရီယန်ဆီယာမတွေတင် जा ပါတယ်ဆိုတော့ကြောင်းသားတွေတဲကဇလင်းမျိုးအတက်တန်းကြောင်းမှာ1 2 3 cool action slink စလင်းမြို့အထက်တန်းကျောင်းမှာကျောင်းသူတယောက်ကိုကျောင်းသား၃ယောက်ကပုတ်စုဖွဲ့မရင်းချင်းနေဆိုတဲ့တန်ငယ်မရင်းမှုကြီးဖြစ်ခဲ့ပါသည်ဒါခင်ဗျားတို့ပြောတဲ့နမ်စီဒီဟန်ဒီစစ်ကြုံခံကျောင်းဆရာမတွေတင်ကြားမှုကပေါက်ဖွာလာတဲ့ကျောင်းသားကျောင်းသူမျိုးဆက်ရဲ့စာရိတ္တတွေနဲ့အခြေအနေတွေဖြစ်ပါတယ်ထပ်ပြီးတော့ ဘုန်းတော်ဤပညာသင်ကျောင်းဖွင့်ထားလို့မြဝတီမှာမရိမှုကျူးလွန်ပြီးထွက်ပြေးနေရတဲ့ဘုန်းတော်ဤကျောင်းပညာသင်ကြားရေးကဆရာတယောက်ကျောင်းသူ73နှစ်အရွယ်ကိုမရိကျင်တာနှစ်နဲ့ချီပြီးမရိကျင်ခဲ့တဲ့ပညာရေးစနစ်ဒီအချိန်တွေကိုနန်းစီရီယန်ဆရာမတွေသိပါလိမ့်စားဆိုလိုတာကစစ်ကြုံအောက်မှာ တရုတ်ကျွန်နဲ့စစ်ကျွန်ဖြစ်ဖို့ရွေးကောက်ပွဲကိုအားပေးနေတဲ့အမှုပညာရှင်တို့ကိုကိုကိုပြောပြီးမိမိယုံကြည်ချက်ကိုတော့တစ္ဆာမရှိတဲ့လူတွေကိုစပြီးဒီနေ့ကစတဦးချင်းတပိမောက်ကြပါဒါနဲ့ထပ်တူဖတ်စစ်တက်လို့တဲ့တရားမဝင်ရွေးကောက်ပွဲတရားမဝင်ရွေးကောက်ပွဲအနာရီဆိုတဲ့နိုင်ငံလုံးဆိုင်ရာ မဟာမိတ်တော်ရင်တပ်ပေါင်းစုကလည်း no ဆိုပြီးလက်မခံတဲ့လှုံရှားမှုကြီးကိုလှုပ်နေတယ်လို့ဒီကနေ့ဆိုရင်တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းရေးအားစု GSCB ကဒီရွေးကောက်ပွဲကိုသပိတ်မှောက်ဖို့ထုတ်ပြန်လိုက်ပါတယ်ဒီကနေ့ဒီချိန်မှာလူကြီးစက်နှစ်တန်းကျော်ထမင်းငတ်နေတယ်တိုင်းပြည်ဟာမူရစီဝါကြားဖြန့်လောင်းကစားတွေစကန်းချနေတဲ့တိုင်းပြည် လုံခြုံမှုမရှိဆုံးတိုင်းပြည်တရားဥပဒေစိုးမှုကင်းမဲ့ဆုံးတိုင်းပြည်အကြမ်းဖက်မှုတွေနဲ့ပြည်ညံ့နေတဲ့လူငယ်တွေအနာဂတ်ပျောက်နေတယ်စာသင်ခန်းထဲမှာမရိမှုတွေဖြစ်နေတဲ့အခြေအနေမှာငရေပမာဖြစ်နေတဲ့တိုင်းပြည်ငရေကြီးရှစ်ထက်ရဲ့အပေါ်ဆုံးတက်၉တက်မြောက်ဟာမြန်မာပြည်ဒီလိုအခြေအနေဒီလိုအခြေအနေအောက်မှာလုံမဲ့ရွေးကောက်ပွဲ တရုတ်ကျုံစစ်ကျုံဖြစ်ဖို့သာဥတည်နေတဲ့ရွေးကောက်ပွဲဟာစတဲ့အဖျားဖျားတုံးနေပြီးတော့ပြည်သူလူထုကိုစစ်ကျုံနဲ့တရုတ်ကျုံဖြစ်တုတ်သွင်းမဲ့ထောင်ချောက်ကြီးတစ်ခုသာဖြစ်တယ်လို့ထုတ်ပြန်ထားပြီးအော်တိုဘာ28ရက်နေ့ဒီဇင်ဘာ31ရက်နေ့ထိတရားမဝင်ရွေးကောက်ပွဲတပိတ်မောက်ကာလလို့သတ်မှတ်ထားပါတယ်။ကဲပြည်သူတွေရှဲပေါ်လို့ရေမိတ်ဆွေတို့ညီတို့မြင့်မြတ် အေဂျင့်အောင်နေဝင်းတို့ကိုကြောင်ညာကုမ္ပဏီတွေကစတင်စာချုပ်တွေဖြန့်နေတယ်လို့ထိုင်းနိုင်ငံမှာလည်းနေဝင်းပါဝင်တဲ့ဗျောဒဏ်ရုပ်ရှင်ကားကိုတပိန်မောက်ဆန့်ကျင်မှုတွေလုပ်နေတယ်လို့ပြည်သူလူထုတရလုံးကလည်းလဲနေလေအောင်မြင်းဆောင်မကြံတိတ်တိတ်လေးပဲတပိန်မောက်တော်လန်ပေးကြပါလို့ပြောရင်ပြည်သူလူထုကသာညီညီညာညာတပိန်မောက်ရင် ဒီလိုကောင်ဇာမျိုးတွေခွေးကတက်ကတက်ကတာမဟုတ်ဘူးလို့ပြောရင်အားလုံးဂျေဆုတင်ပါတယ်